ကိုးတိုင်းနောက်ချမ်းပရောင်းမြို့နယ်ရခိုင်ရုံးမပေါ်မှာရှိတဲ့ညောင်ကျိုးစစ်ကောင်စီတပ်စခန်းကစစ်ကောင်စီတပ်ဖွဲ့တွေအတွက်အုတ်ရှိပင်မြို့ကန်တွေကထမင်းဟင်းချက်ပြုတ်ပို့ဝေးနေရတယ်လို့ဒေသခံတွေစီကသိရပါဗါတယ်။အုတ်ရှိပင်မြို့ပြည်တော်သားရတနာဘုံနဲ့ရွှေပင်ရက်ကွက်ဒေသခံတွေကအလှဲ့ကျတအိမ်ထမင်းတို့တထုံနှုံပြည်တော်သားရက်ကွက်အုတ်ချုံရည်မှုဦးအောင်ကိုတန်ပို့ဆောင်ပေးရတာဖြစ်ပြီး၎င်းအုတ်ချုံရည်မှုကညောင်ကျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီဆက်လက်ပေးပို့နေတာလို့ဆိုပါဗါတယ်။ရက်ကွက်တဲ့ထမင်းပို့ရတဲ့စင်းရင်းတွေကောက်ပြီးတအိမ်တထုပ်ပေးနေရတာအောင်ကိုက စစ်သားတွေဘူးဒီပတ်နဲ့ငနီတူသုံးအောင်ပဲစားရတာတနာလို့တဲ့အိမ်တွေကိုသူတို့ကိုယ်တိုင်လိုက်ယူတာလည်းရှိတယ်ကျန်တဲ့အိမ်တွေကတော့ရုံးကိုပို့ရတယ်လို့ဗရောင်းမျိုးကန်မျိုးသားတို့ကမြေလက်အတန်ကိုပြောပါတယ်မက်လာ6ရက်ကစတင်ပြီးညောင်ကျိုးစစ်ကောင်စီတပ်စခန်းအတွက်ဒေသခံတွေကထမင်းထုတ်ပို့ဆောင်ပေးနေရကဒီကနေ့မက်လာ10ရက်အထိပို့ဆောင်ပေးနေရဆဲဖြစ်တယ်လို့ဆိုပါတယ်အလဲကျပို့ရမယ်လည်းပြောတယ်တပ်မိသားစုတွေရှိတဲ့လမ်းတွေကြစုချက်ကြတယ်မနက်၈နာရီဆိုတာနဲ့အစုံပို့ရတယ်လို့အထက်ပါမျိုးသားကပြောပါတယ် အရခတ်တော်အေအေနဲ့တော်လိုင်းအေးပူပေါင်းတပ်ဖွဲ့တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ညောင်ကျိုးစခန်းတိုက်ပွဲမှာပြင်းထန်နေပြီးစစ်ကောင်စီတပ်ကမော်ဘီမြို့အခြေဆိုင်ခမရတပ်ရင်း၃ရင်းကိုပို့ဆောင်ကခုခံနေရတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ရဲ့ညောင်ကျိုးကျေးရွာရှိပင်မစခန်းကုန်းဟာရခိုင်ရိုးမပေါ်ရှိဗထောင်းတောင်ကိုကားလမ်းမပေါ်မှာတည်ရှိပြီးညောင်ချေတော့ကျေးရွာအခြေဆိုင်ကပ္ပစ6နဲ့ဆယ်မိုင်ခန့်ကွာဝေးပါဗျ။ပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်ဗထောင်းတောင်ကိုကားလမ်းမမှာရှိတဲ့ရခိုင်ရိုးမပေါ်ကစစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့မိုးထီတောင်ပကံကွဲ တောင်ပုံကြီး၊နတ်တောင်ကုန်းတို့ကိုအရကတက်တော်အေအေနဲ့တော်လိုင်းအေးပူပေါင်းတက်တွေကတိုက်ခိုက်သိမ်းပိုက်ထားပါဗျ။